သူသည်မုဂုတ်ဆက်ဝိုင်းစီသို့လာခဲ့သည်။နိုင်ဝက်ကန့်အကြတွင်ကြော့ကယ်လာသည်အော်စတီးယားမျိုးလေးတစ်မျိုးဖြစ်သည့်နူကာချင်မျိုးလေးထဲသို့တကြီးတရိုင်းဖြင့်ရောက်လာခဲ့သည်။မျိုးကလေးထဲတွင် သူတို့ထုံစံပွဲတော်တစ်ခုကျင်းပနေသည်။သူ့ကိုမြင်သည်နှင့်သူပဲသူပဲဝါဆိုတာသိလိုက်ကြပြီ။သို့မဟုတ်အနီးဆုံးသူပါဆိုသည်ကို သိလိုက်ကြပြီ။ခဝဝအသားနီနီနဲ့လူတစ်ယောက်ကမေးသည်။မင်းဟန်ဂရီလူမျိုးလား ထိတ်လန့်တုန်လှုပ်နေသည့်တိုင်သူမေးသည့်စကားကိုလောက်တော့နားလေသည် သူတို့ပြောနေသည်ကဂျာမန်စကားဒီလောက်ဆိုရင်စိတ်ချရပြီလူနှစ်ယောက်ကသူ့ကိုလာတွဲကခုန်ရှိတလုံးပေါ်တွင်အထိုင်ခိုင်းသည် ထို့နောက်ရှမ်ပိန်တပလင်းကိုလာချပေးသည်ကြိုကဲလာသည်တကြိုက်ကြိုက်မြည်အောင်စက်တိုက်မောချလိုက်သည်ထို့နောက်ရှာကြီးတငင်ငိုနေသည်အသက်ရှင်လျက်ကြံရစ်တော်လဲသူလိပ်ပြမလို့ သူထိုင်နေသည့်ခုံနှင့်ပေ90အကွာတွင်အော်စတြေးလျရဲကားကလေးတစ်စီးထိုးရလိုက်သည်အယံမြင့်မြင့်ပိန်ပိန်ပါပါမျက်နှာထင်းသင်းနှင့်ရဲရာချီတယောက်ဆင်းလာသည်လာလိုက်ခဲ့ဟုဂျာမန်လိုပြောသည် ထို့နောက်ကားပေါ်သို့တက်ရန်လက်ကိုဝေးရန်ပြသည်ကြော်ကဲလာသည်ရှုံးနေသူတယောက်၏တက်ပြင်းကိုချကထိုင်ရာမှထပြီးသူ့နောက်ကိုလိုက်လာခဲ့သည်ကားရဲတို့ရောက်သည့်အခါတွင်နှွေးသွားသည်တို့ရတွင်သူ့တန်ရရသည် ခိုင်လုံသွားလိမ့်မည် ဂါရက်တွင် သူ့လူအဖမ်းခံရသည့်ဟန်ဂရီလူမျိုး12ယောက်ခန့်ရောက်နေသည်ပြောဆိုပါတယ်နောက်တန်းမှထိုင်နေသည့်နပန်းဆန်ထူထူအရက်ပူပူလူတစ်ယောက်ကပြောသည်ဘလို့ဖြစ်စားလဲဗျသူကစိုးရိမ်ချင်ကြီးမေးသည်ဩစတြေးလျရေကျွန်တော်တို့ပြန်ပို့လို့ချင်တယ်နော်။ဘယ်ရလားပြန်ပို့ရအောင်မလဲ။ကျွန်တော်ဆိုရင်ချီကာကိုသွားမလို့။ဘယ်လိုလုပ်သိတယ်လဲ ာဖြစ်လို့မသိရမှာလဲဒီတိုင်းပြည်မှာလူတိုင်းကြိုက်တဲ့နေရာသွားနေရင်လေခမ ्या ရောဒါကြောင့်ထွက်လာရပဲမဟုတ်လားကျော်ကေလာကအတန်ကြာစဉ်းစားနေသည်ဟုတ်တယ်ချင်တာပဲနေစားမအောင်ကျွန်တော်တို့ကိုဒီကားနဲ့ပဲခေါ်သွားမှာလဲခုလိုလွတ်လာတဲ့လူတွေကိုလိုက်ရှာပြီးတနည်းအားပို့မှာပေါ့ကျွန်တော်ကဂျာမန်မိတ်ဆွေတွေရှိပါတယ်ရဲရရှိကိုလိုက်ပို့ဖို့ပြောပြီးကျော်ကေလာဒီစိတ်အေးလက်အေးတဲပြင်းချခြင်းလေး ို့ရတွင်မချရဲသည်လောကတွင်မထင်မဲနဲ့ဖြစ်တတ်သည်မမျောလင့်ပဲနဲ့လည်းဝဲဥတင်းသွားတတ်သည်ထို့ကြောင့်တတိကိုမလွတ်ရဲသည်ညအမောင်တဲ့သို့ကားမောင်းလာစဉ်ဒုက္ခတင်များသည်ငိုင်မီ၍လိုက်ပါလာကြသည်တို့ရတွင်ကြော်ကဲလာမှအိတ်မပြောကားမှန်ပတင်းမှနေ၍ညို့အမီရွာအမီများကိုဖတ်လိုက်လာခဲ့သည်လွတ်လပ်ရည်သို့သွားရလမ်းမှသူဖယ်ခြင်းရှိမရှိကိုသူတေးကြခြင်းသည် လင်အားကြီးအချိန်တွင်အိုင်ဆက်စတက်မြို့လေးသို့ရောက်ကြသည်မော်တော်ကားသည်ဘူဒာယုံရှိနေထိုးရလိုက်သည်ဘူဒာယုံထဲတွင်ဟန်ဂရီဒုက္ခသည်တွေနဲ့ပြည့်နှက်လက် ကျွန်တော်တို့ပဲပို့မလို့လေဗျဂျော်ကယ်လာကစုံစမ်းရထွက်သွားရမှပြန်လာတော့မီကီကိုမေးသည်လထားတွေတွဲထိုးနေတာကျွန်တော်တို့ကိုစစ်အတွင်းကရရှာတက်တွေစကန်းချသွားတဲ့စကန်းတစ်ခုပို့မလို့တိတ်တော့မဟန်ဘူးထင်ရနော် ိတ်တော့မနေဘူးယရုရှားနဲ့ပတ်သက်နေရင်ကောင်းကောင်းမကောင်းဘူးကိစ္စမရှိဘူးလေကျွန်တော်ကတော့လိမ့်တော့မယ်ဘာပြောရလဲဩကျွန်တော်တို့ကိုဘီယန်နာကိုအရင်ပို့အောင်မှာကျွန်တော်ကတော့မလိုက်တော့ဘူးဒီကပဲကို့ဘာသာကိုသွားတော့မယ်ခင်ဗျားကိုလိုက်မှာလားလိုက်ချင်တယ်ခင်ဗျားကမြေပုံရှိလားမီကီကသူကောင်းကိုလက်ညှိုးဖြင့်ထုတ်ပြသည်ဒီမှာရှိရလေကျွန်တော်အားလုံးမတ်မိတယ်ကိုလောလောဆယ်မြောက်ဖက်ကိုသွားအရေးချီကြည့် ခင်ဗျားနဲ့ကျွန်တော်တခြားစီသွားမယ်အပေါအဝကိုခက်တီတီတာသွားအဆောင်တို့ပါလို့လစ်တာနဲ့အပြင်ကိုအတာလစ်ထွက်အဲ့ဒီမှာလမ်းမကြီးတွေ့လိုက်မယ်လမ်းမကြီးတိုင်းလျှောက်လာခဲ့ညာဘက်မှာပထမဆုံးတွေ့ရဲ့ဘီယာဆိုင်မှာဆုံမယ်ဟုတ်ပြီလားသူတို့နှစ်ယောက်ဒီနှုတ်ဆက်ပြီးခွဲလာကြသည်ဂျိုကယ်လာသည်စကန်းအစွန်သို့ခတ်တုတ်တုတ်လျှောက်လာခဲ့သည်ထို့နောက်လေကလေးတချွန်ချွန်ဖြင့်အဆောင်များအနီးမှဖြတ်ကာမြောက်ဆူဆူတို့လာခဲ့သည် ပထမဆုံးတွေ့သည့်ဘီယာဆိုင်မှာစကန်းနဲ့ကိုက်600ခန့်သာဝေးသည် မီကီမာသူ့ထက်အရင်ရောက်နေပြီမီကီဒီမေးမိန်နေတော့ဆိုင်းဘုတ်တစ်ခုကိုမှီရခက်တကြီးရက်နေသည်ဆိုင်းဘုတ်မှာဘီယန်နာဘီယာဟုရေးထားသည်ထို့နောက်သူတို့နှစ်ယောက်ဆက်လျှောက်လာခဲ့သည်မင်းကအင်္ဂလိပ်စကားပြောတတ်ရဲ့လားမီကီကမေးသည်တလုံးမှမပြောတတ်ဘူးဗျအင်းဟုတ်မှာပါလေမင်းတို့ကဘာသာအလုံးရုရှားဘာသာနဲ့တင်ခွင့်ရတဲ့အခွင့်ထူးခံပါတီရာရှိတွေရဲ့တာသမီတွေမဟုတ်လား မဲ့ကိစ္စမရှိပါဘူး။စာအုပ်တအုပ်လောက်ရရင်ကျွန်တော်ချက်ချင်းတင်ပါပေါ့။မင်းလိုချင်တဲ့စာအုပ်ကမင်းနဲ့တူပါလာတယ်လေ။ငါကအမေရိကန်စကားကိုကောင်းအောင်ပြောတတ်တယ်။ဘီယန်နာအသွားမှာတလန်းလုံးမင်းကိုတင်ပေးသွားမယ်။ဟာကောင်းတာပါဗျာ။ကဲတင်မယ်ဆိုခုတင်ဗျာ။ကဲလိုက်ဆို။ကျွန်တော်ဒီအေးဆက်တော့ကြောင်းနေကောင်ဖြစ်ပါသည်။တင်သည်အေးဆက်တော့ကြောင်းနေကောင် ဖြစ်သည်။သူသည်အေးဆက်တော့ကြောင်းနေကောင်ဖြစ်သည်။ သူမသည်နေစမ်းမအောင်ဗျအသေးပေရပါရဲ့လေဟိုအေးဆက်တော့ကြောင်တကောင်ဆိုတာလူကောင်းတယောက်ပါလို့ပြောတာကွသူမကိုချီးမြှောက်တဲ့စကားသိချပါကွငါနေ့စဉ်တင်းစားနေတဲ့ကနောက်ဆုံးပေါ်စကားတွေကိုအမြင်နဲ့မှတ်ထားတာကဲမိခွန်းနေတိတ်မမီးနဲ့ကွာသင်မဖြစ်တင်ဘီရင်နာတို့အရောက်တွင်သူတို့နှစ်ယောက်လမ်းခွဲကြသည်ကဲကံကောင်းပါစေကွာပညာဆက်တင်ခြင်းရင်ဟာဘတ်တက်ကတူကိုတက်နိုင်အောင်ကြိုးစားကွာ ခင်ဗျားကျေးဇူးကိုကျွန်တော်တသက်လုံးမမေ့ဘူးဗျာအတန်ကြာသည့်အခါသူ့အိတ်ထဲတွင်စာအိတ်တအိတ်ရောက်နေသည်ကိုကြော်ခဲလာတွေ့ရသည် ဖွင့်ကြည့်လိုက်သည့်အခါမီကီအမေရိကန်ပြည်လက်စာနှင့် သူ့အတွက်25ဒေါ်လာတန်ငွေစက်ကိုတရွတ်အမေရိကန်တက်ရှင်နေအတင်းသည်ကြော်ခဲလာ၏ပညာရေးနောက်ခံကိုကျဉ်းနှက်သွားသည်တွေ့ရတွင်သူ့ကိုလေရင်လက်မှတ်တစ်ခုပေးမိအစားညိုရဲရှိတခွတဲ့စကန်တစ်ခုကိုခေါ်သွားသည်ဖြင့်မကြည်မနက်ဖြစ်နေသည် ဂျော်ကယ်လာကမင်းသားချိုချိုတက်ချင်ဒီအတင်းတစိတ်တက်ထားပြီးသူ့ရင်ဘတ်တွင်အဲဘက်ရက်တင်ဟုတစိတ်နာမည်ကတ်ထားတော့ရာရှိတယောက်ကိုမေးသည်ခွင့်ပြုပါဗျကျွန်တော်ဟာဘတ်တက်ကိုတက်လို့မရဘူးလားရပါတယ်ကျွန်တော်တို့စီမှာတက်ကိုတွေအများကြီးရှိပါတယ်နောက်တော့ဆိုင်ရန်ကစီစဉ်ပေးပါလိမ့်မယ်ကျွန်တော်အနေနဲ့တော့နာတာလူမတိုင်ခင်အမေရိကန်ပြည်ကိုရောက်ချင်တယ်ဗျာအဲ့ဒါတတ်နိုင်ရင် ခင်ဗျားတော်တော်ပညာသင်ကျင်တာကိုကောင်းပြီလေခင်ဗျားနာမည်ကိုပေးပါကျွန်တော်ဆိုင်ရာကိုတင်ပို့ဝေးပါမယ်ကြော့ကဲလာဟုတ်ပြီခင်ဗျားကိုကတိတော့တည်တည်ချာမပေးနိုင်သေးဘူးဗျဒါပေမဲ့မင်းပြန်မနေ့တစ်ခေါက်လာကြည့်ပါဗျဟောကောင်းပါပြီဒီပြင်လိုတာရှိရင်လည်းပြောပါတခုတော့ပြောခြင်းနဲ့ခင်ဗျ VOE ကနေပြီးတင်တစ်ခုပို့ခြင်းနဲ့ ဒါကတော့ကျွန်တော်နဲ့မဆိုင်ဘူးရဒါပေမဲ့ဆိုင်ရာကိုကျွန်တော်အကြောင်းကြားပေးမယ်လေအရာရှိကသူ့အိတ်ထဲကဘောပင်ကိုထုတ်ပြီးကြော်ကယ်လာပြောတဲ့တည်င်းကိုမှတ်ရပြင်တယ်။များများမဟုတ်ပါဘူးတကြောင်းတည်းပါ။ကာမစကွယ်လွန်ပြီလို့လှုပ်မိပါ။ဒါပဲလား။ဟုတ်ကဲ့ဒါပါပဲ။ဒါဆိုရင်ခင်ဗျားတို့လူတွေနားလဲပါမလား။နားလဲပါရဲ့။ဒီတည်င်းကိုကြားရင်အံ့အားသင့်သွားမယ့်လူတွေရှိပါရဲ့။ ကောင်းပြီလေမနေ့ပြန်မနေ့စောစောမှကျွန်တော်လာခဲ့ပါမယ်။နောက်တနေ့မနေ့9နာရီခွဲတွင် သူရောက်သွားသည့်အခါကြက်ချင်သည့်အရာရှိအရဘတ်သည်အကြီးကျယ်အံ့အားသင့်တုန်လှုပ်နေသည်။ဖျားစုပါရဲ့ဗျာကျွန်တော်ကဟန်ဂရီမှာမွေးမြူရင်ကောင်းပါလို့တွေးမိတယ်။အရဘတ်ကဂျင်းနှင်းစာရဲ့တရက်ကိုထောင်းပြသည်။ဘာဖြစ်လို့လဲဗျာ။ဒီလောက်ကံကောင်းမှုမျိုးနဲ့ရောဗျာယုံနိုင်စရာတော့မရှိဘူး။နားထောင်ကျွန်တော်ဖတ်ပြမယ်။ ဗီယက်နာရှိအမေရိကန်ကြက်ချင်နေဒူနာပြူတပ်ဖွဲ့ညွန်ကြားရေးမှုတို့ဟန်ဂရီတက္ကသိုလ်မှထွက်လာခဲ့သောဒုက္ခသည်များထဲမှအရေးချင်းရှိသည့်ကျောင်းသားတယောက်နှစ်ယောက်ကိုဟာဘတ်တက္ကသိုလ်မှ ထောက်ပံ့ကြေးပေးလိုသည်အလားအလာရှိသူများ အသေးစိတ်အကြောင်းအရာများကိုပို့ပေးပါအသေးစိတ်အချက်အလက်များပါဝင်ပါရန်ဗရီစင်စကီအုတ်ချိုရေးပါမောက်ခါတဲ့ဟာဘတ်တက္ကသိုလ်မှ24နှစ်အတွင်းအကြောင်းပြချမ်းချက်ရောက်လာသည် ဒုက္ခတဲ့ចောင်းသားငယ်ကြော်ကဲလာသည်သူတို့လိုချင်နေသောလူငယ်မျိုးဖြစ်သည်ကြံကိစ္စများမှာလုံထုံးလုံးလင်းတိုင်းလုံရံသာရှိသည်နောင်ရှိရဲ့အကြတွင်ကြော်ကဲလာသည်ပတ်စကားတစီဖြင့်မြူးနစ်မြို့သို့ရောက်လာသည်နောင်26နာရီအကြတွင်နယူးယောက်ရှိနယူးအိတ်လေးစိတ်သို့ရောက်လာခဲ့သည်ခရီးရှည်ကြီးကိုလာခဲ့သည့်တိုင်ပင်ပန်းချင်းမရှိ သူတွင်တလန်းလုံးအဖို့ဖြင့်အချိန်ကုန်လာသည်ထို့အဖို့မှာရက်30အတင်းဝဟရာကြွယ်ဝလိုပါသလားဆိုသည့် အမေရိကန်စကားပြောစာအုပ်ဖြစ်သည်လေစိတ်တွင်အကောက်အရာရှိများကလည်းဝိကြည်တန်းကြီးများသာဒီအတိုင်းပဲဖြစ်မိကြော်ကဲလာတွင်ပါလာသည့်အရာမှာစာအုပ်နှုတ်တာဖြစ်ပြီးတရင်စာ၃ဆောင်နှင့် ကြက်ချီနေအဖွဲ့မှပေးလိုက်သည့်အောက်ခံပေါင်းပြီးနှစ်ထည်သုံးထည်လောက်တာဖြစ်သည်လူဝင်မှုကြီးကြပ်ရေးကောင်တာမှသူထွက်လာသည့်အခါအသားဖြူဖြူဖြော့ဖြော့ယိုကြီးကောင်ကင်စပင်တူတူနဲ့လူတယောက်သူ့ကိုလက်ဆွဲနှုတ်ဆက်သည် ကြောက်ခဲ့လာလားသူကကောင်းချင်းပြတယ်ဘာမောခပရင်စကီပါအမေရိကန်ကိုလာခဲ့တဲ့ကြိုဆိုပါတယ်ဒီတော့မင်းကိုနယူးယောက်ဟာပါတက်ကူတူကလပ်မှာတဲဖို့စီစဉ်ထားတယ်နေ့လည်စာစပြီးဆီယာဖင်လေးရုံခန်းထဲတွင်ကြောက်ခဲ့လာကိုအန်ဒူးပထမဆုံးအချိန်တွေ့ဘူးချင်းဖြစ်သည်ဘာမောခပရင်စင်စကီကပြည်ပြည်တယောက်ဖြစ်သည့်ကြောက်ခဲ့လာကိုတောင်ပိုင်းဘူတာကြီးတွင်တွေ့ခဲ့ရခြင်းဟာပါတက်ကူတူခေါ်လာခဲ့ခြင်းဖြစ်သည် ဘာမောခါကအန်ဒရူးကိုဒေါ်လာ200ထုတ်ပေးလိုက်ပြီးဟာပါတက်ကိုကျောင်းဝင်းထဲသို့ရှောက်အပြခိုင်းသည်လိုအပ်သည့်အဝတ်အစားများကိုဝယ်ပေးဖို့ခိုင်းလိုက်သည်ကြော့တွင်ညောင်မအင်ကြီးကလေးများပင်ပါမလားထို့ကြောင့်စုံစည်းအောင်ဝယ်ရသည်အေးအန်ဒရူးဆရာမပတ်စံသိရှိတာမဟုတ်ဘူးနော်ကြည့်လဲဝယ်ပေးကျောင်းတိတ်ဘရုံဝန်တို့ရောက်တဲ့အခါတွင်ကြော့ကကျောညာတင်ပုံများတွင်ကတ်ထားသည့်ကျောညာစာရွက်များကိုအတန်းထွက်ဖက်သည်ဒီမှာအန်ဒရူး ကျွန်တော်အတန်းထွက်တာမှန်ရဲ့လားကျောကဆရာထက်သန်စာမေးသည်ကျောသည် တွေ့တမျှကြော်ညာများကိုအကုန်ဖတ်သည် secret အကောင်းဆုံးတောက်လူလင်း lucky straight ကိုတောက်ပါဆိုသည်ကြော်ညာကအစားပန်းကြံလန်းသို့သွားလင်း10မိနစ်ဆိုသည်လမ်းညွန်ဆိုင်ဖို့အဆုံးအကုန်ဖတ်သည်ကြော်ညာဆိုင်ဖို့များကိုဖတ်ပြီးဝကြတွေကိုပါဇက်ကရှောက်ဖွဲ့သည်အမေရိကန်လူမျိုးတွေပြောတမျှဟုတ်တာရောမဟုတ်တာရောအကုန်နားထောင်ပြီး သူနားမလဲကြီးစကားလုံးတွေကိုအသိပဲမေးသည်တော်ပါတော့ကြော်ရသူတို့ကကျွန်တော်ပါချင်းနေကြောင်းတက်ပြီးတိုင်ကြီးဖြစ်နေပါမယ်နောက်ဆုံးတွင်အန်ဒရူးကတောင်းပန်ယူရသည်ကြော်သည် သူမသိသည်ကိုပြောသည်အန်ဒရူးအားကျေးဇူးတင်သည်မှန်၏တို့ရတွင်ခမားကြည့်ရတာအေးဆက်ဆက်ကြောင်နဲ့တိတ်တူတာပဲဗျာဆိုသည်စကားမျိုးကိုမကြခဏပြောတတ်သည်ကြော်သည်ဒီလိုပန်းစကားတွေကိုဘယ်ကမှညာခဲ့တယ်နီဟုအန်ဒရူးစဉ်းစားမိသေးသည် ီပန်းစကားသည်အမေရိကန်ပန်းစကားမဟုတ်ဟန်ဂေရီယန်ပန်းစကားကိုတရိပ်ပါလာပြန်ထားခြင်းဖြစ်မည်ဟုထင်သည်တက္ကသိုလ်စိုးဆိုင်တဲ့ရောက်သည့်အခါ၌ကြော့သည်ဆန္ဒကလော့၏ပစ္စည်းခန်းထဲရောက်နေသည့်ကလေးငယ်တစ်ယောက်နှင့်တွေ့နေသည်ဒီလောက်အမျိုးအစားများပြားလာသည့်ကုန်ပစ္စည်းများကိုသူတက်တက်တွင်တခါမှမမြင်ဘူးသူစိတ်ထဲတွင်အံ့ဩဆုံးမှာဆိုင်ထဲတွင်အယောင်အတွေးတွေပြူးပြွပြက်ပြက်တောက်ပနေခြင်းဖြစ်သည်ကျွန်တော်စီမှာဆိုရင်အားလုံးဟာမွေးချောက်ချောက်တွေကြီးပဲဗျာ ဒီမှာတော့တောက်ကျိုးနဲ့ဆုံးလိုက်တဲ့အကြောင်းလေးဗျာပြိုပြက်နေတာပဲကျော်ရီမျက်လုံးများသည်ပစ္စည်းတွေကိုကြည်ကကြည်ကန်းတောင်းမောက်ဖြစ်နေသည်သူတို့မှပစ္စည်းတွေကိုလည်းလိုချင်နေပုံရသည်အလွန်လဲကျေးဇူးတည်အောက်ခံပေါင်းမိသူများရောင်းသည့်အထက်သို့ရောက်သည့်အခါတွင်ကျော်ကဟာဘတ်တက်ကတူမှအကြောင်းသားသည်အောက်ခံပေါင်းမိသူများကိုဝတ်တလို့ကျော်ကီတီဝတ်တက်သည့်ပေါင်းမိသူများကိုဝတ်တလို့စုံစမ်းနေသည်အစားအရာအရာအမေရိကန်ဖက်ရှင်ကိုလိုက်ချင်သည်မဟုတ်လား ခြေအိတ်နဲ့လေစီးတို့ရောင်းတီဌာနကိုရောက်တော့လဲရွေးနေလိုက်ဒီမှာတော်တော်နဲ့မပြီးတော့တခန်းဝင်လိုက်တခန်းထွက်လိုက်ဖြင့်ပြီးပဲမပြီးနိုင်မဆူစာအုပ်တို့ကျောင်းနှုံးစာအုပ်တို့ဝယ်ကြည့်ကိစ္စကြမှာပင် ချောချောမောမောပြီးသွားတော့တည်ကြော့တည်ဟာဘတ်တက္ကသိုလ်တစိ့ပါသည်မစာအုပ်စာတန်းစာရေးကိရိယာမှန်သည်မကိုဝယ်သည်ထို့အထက်တွင်ကဘာလက်ခီးတံများအမှတ်တရဝယ်ရန်ထားသည့်ဘောပင်တောင်ပါလိုက်သည် ဟာဘတ်တက်ကတို့ចောင်းသားဒီစာအုပ်တွေကိုအစိမ်းရောင်အိတ်ဖြင့်ထည့်တတ်သည်ဟုအန်ဒူးကရှင်းပြသည့်အခါတွင်ဂျော့ကစင်ကြယ်တတ်သည်။ဘာဖြစ်လို့အစိမ်းရောင်တုံးလာလဲဗျ။ဟာဘတ်တက်ကတို့ရဲ့အယောင်ကဝိုင်းအရက်ရောင်လို့လို့ခင်းအောင်လို့လို့အယောင်မဟုတ်လား။ဟုတ်တယ်လေဒါပေမဲ့အန်ဒူးကစကလုံးကိုစဉ်းစားနေသည်။ဒါဖြင့်ဘာဖြစ်လို့ကျွန်တော်ကိုအစိမ်းရောင်အိတ်ကြီးဝယ်ခိုင်းတာလဲ။ဒီမှာကိုလို့ဒါကတော့ကျွန်တော်လည်းမသိဘူး။ဟိုခစ်တွေတုံးကလေးက ာဘတ်တက်ကိုကြောင်းသားဟာလွယ်အိတ်စိမ့်ကိုတုံးတာပဲအခုလည်းဒါကိုပဲတုံးတယ်။အော်ဒီလိုလား။ကြောင်းသားမပြောနဲ့။အဓိပတိဒေါက်တာပူစီကိုတိုင်တော့လွယ်အိတ်စိမ့်ကိုတုံးနေတာပဲ။အန်ဒူးကပြောသည်။ကျောင်းသုံးစာအုပ်တွေရောင်းနှီးဌာနတွင်သူတို့နှစ်ယောက်ကက်ကဘာတစ်ခုတော့ကြာသွားစေ။ယထာနဲ့အတူလာခဲ့စဉ်ကဘာမောက်ကဗရီစင်စကီကဝရှားပါလာစကားကိုကောင်းစွာတက်ကြွသူများယူတင်သည့်ပါလာရက်များအကြောင်းရှင်းပြခဲ့ပြီးပြီ။ ကြော်တီအတန်းတွင်တင်ရမည်ပြဌာန်းစာအုပ်များသို့သာမကအင်္ဂလိပ်တရာစာအုပ်များနှင့်အပိဒံစာအုပ်များကိုလည်းဝေလာခဲ့သေးသည်အင်္ဂလိပ်ဘာသာစကားကိုပိုင်နိုင်အောင်သင်ပြီးဆိုသည့်သူရဲ့ကျင်းနဲ့ကိုက်ညီသည်များစာအုပ်တွေလည်းပါသည်သူတို့နှစ်ယောက်စာအုပ်တွေအဲလီယော့ဆောင်တို့တည်ပြီးပြန်လာစဉ်ကျောင်းဆောင်ဝင်သွားတဲ့အရောက်တွင်ကြော်ကမူမမှန်သည့်လေတံကလေးဖြင့်ဒီမှာအန်တူကျွန်တော်တို့နှစ်ယောက်တည်းပဲရှိရနော်ဟုတ်ရဲ့လား ထိုစဉ်ကကျောင်းဆောင်ရှိရှိဂျက်စတာလမ်းမကြီးပေါ်တွင်လမ်းသွားလမ်းလာဆွေတယောက်မှမရှိထိုကြောင့်အန်ဒရူးကဟုတ်မှန်ကြောင့်ဖြေပေးသည်ဒီလိုဆိုရင်ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်အမှန်တိုင်းပြောလို့ရပြီပေါ့အန်ဒရူးကသူ့စကားကြောင့်စဝေစဝါဖြစ်သွားသည်ခင်ဗျားဘာလို့ဆိုလိုတာလဲကျွန်တော်နားမလဲကျွန်တော်လှုပ်ဝဲချက်တွေပြောပြနိုင်ပါရဲ့ဗျာစိတ်ချပါကျွန်တော်ဘလို့မှမပေါက်ကြားစေရပါဘူးခင်ဗျားစပိုင်လိုင်း သူ့လေတန်းကြီးပိုကြီးတိုးသွားတယ်။ဘာပြ။တိခါမှာဗျာကျွန်တော်ကမတိနားမလဲတဲ့ကလေးလေးတရားတော့မဟုတ်ပါဘူး။ဒါပေမဲ့တက္ကရိုတိုင်းမှာအဆူရကစပိုင်နေထားရလို့ပြောလို့ပါ။ထို့ခါကြမှာအန်ဒရူးကသူ့မိကုန်းကိုနားလဲတော့တယ်။ကျွန်တော်တို့တိုင်းပြည်မှာမရှိပါဘူးဗျာ။တို့ရတဲ့အန်ဒရူးဒီကာဖကာအီဝတ္ထုတွေကဇာလိုက်တရားလို့မလုံလဲဖြစ်နေသည်။နေပါအောင် ကျွန်တော်ကတော့စပိုင်နဲ့တူနေလို့လားမတူပါဘူးမတူလို့ခင်ဗျားကိုကျွန်တော်တန်တရားရှိနေတာပေါ့ခင်ဗျားဘ누구ကမှသတင်းမပို့ပါနဲ့နော်ဟေ့လူဟေ့လူကျွန်တော်ကဘ누구ကိုသွားပြီးသတင်းပို့ရမှာလဲကျွန်တော်ကဟာဗာတက်ကလို့ကြောင်းတာခင်ဗျားနာမည်အစ်စ်ကရောအန်ဒရူးအဲလီယိုဟုတ်ရဲ့လားဟုတ်တယ်လေဗျာဒါဘာမှသူစမ်းနေလို့လဲဒီလိုလေဗျာကျွန်တော်ကိုချပေးတဲ့အဆောင်နာမည်ကလည်းအဲလီယိုဆောင်းနဲ့ ခမားနာမည်ကလည်းအလီယောတဲ့ဒီတော့တိုက်ဆိုင်မနေဘူးလားအန်ဒရူးကဟာဘတ်တက်ကတူအဆောက်အုံများသည်ရှေးလွန်လင်ပြီးတော့အခါကထင်ရှားသောတက်ကတူကျောင်းသားများ၏အမိကိုအစွဲပြုမှဲ့ခေါ်ထားခြင်းဖြစ်ကြောင်းစိတ်ရှိလက်ကြီးရှင်းပြရသည် သူမိသားစုသည်ဟာဘတ်တက်ကတူတွင်ထင်ရှားခဲ့သောမိသားစုဖြစ်ကြောင်းလည်းပြောပြသည်ထိုအခါကျမှကြော့သည်ကျေနပ်သွားပုံရသည်ဒီလိုဆိုခမားအထက်တန်းစားမင်းစုရစာမျိုးတွေကပေါ့ อืมဆိုတော့အန်ဒူးကပွင့်လင်းစွာပြောသည်ဘာကြောင့်မှမသိသူ့အဖြေကိုကြားသည့်အခါတွင်ကြော့သည်ပျော်သွားပုံရသည်သူတို့နှစ်ယောက်သည်အဆောင်မှနာယီပြန်တစ်ချက်ခွဲတင်ထွက်လာခဲ့ကြသည် ပြန်ရောက်သည့်အခါ၌ငါးနာရီထိုးနေပြီအေဂန်နဲ့တို့ပထမဆုံးဝင်လာသူမှာအန်ဒူးဖြစ်သည်ဘာကြောင့်မှမသိအေခန်ဘက်တော့သူလှည့်ကြည့်မိလိုက်သည်ဤတွင်မြင်ကွင်းကိုကြည့်၍အလန်တကြားဖြစ်သွားသည် တနေ့လုံးကြော့ကိုဈေးဝယ်လိုက်ပေးနေရသဖြင့်သူကိစ္စကိုမေ့သွားသည်ထို့ကြောင့်စကန်ဝက်ခန့်တက်တည်သေးကြည့်နေခြင်းဖြစ်သည်အန်ဒရူးဒီကြော့အားအခန်းထဲတွင်ထိုင်နေရင်ပြောပြီးအခန်းထဲသို့တရောတော်ပါပြေးလာကတကားကိုဆောင့်ပေးလိုက်သည် သူပြန်လှည့်လာသည့်အခါ၌ကြော့သည်သူ့ကိုမျက်လုံးပြည့်၍ကြည့်နေသည်စောစောကတန်တရားဖြစ်နေရသည့်အထက်တွင်အန်ဒရူးလှုပ်ပုံကြောင့်သူလန့်လာသည်ဘာဖြစ်လို့လဲရင် ဘာမှဖြစ်ပါဘူးဗျအဲဘာမှဖြစ်ဘူးကျွန်တော်တငယ်ချင်းတွေကအင်းအခန်းကိုတုံးထားလို့ပါအန်ဒူးကအိတ်ခမ်းပဝရင်ရက်ပြီးဆန္ဒရည်ကြီးတယောက်လိုစောင့်နေတယ်အခန်းထဲမှာတစ်ချက်ချက်ပြီးလွှားနေတဲ့များကိုကြားရသည်ကျွန်တော်မယုံဘူးဗျဒီလိုဆိုရင်ခမားအထက်ကလူကြီးနေကျွန်တော်စကားပြောချင်တယ်ဂျော်ကြီးအတန်ကတုံနေတယ် နေပါအောင်ဗျကျွန်တော်ရှင်းပြမယ်ကျော်က this is set ဝေဝတ်လာသည့် diamonds လက်ပတ်နာရီကိုကြည့်ပြီးစစ်ဖို့တရားရဲ့အတန်းမျိုးဖြင့်ကောင်းပြီဒီလိုဆိုရင်ခမောင်း5မိနစ်အချိန်ပေးမယ်ပြီးတော့ဘာမောက်ကပရင်စကီကိုကျွန်တော်ကိုပြောင်းပြီးဖုံးဆက်မယ်ကျော်ကကလန်တိုင်းပေါ်ထဲကိုထိုင်ပြီးလက်ကလက်ပတ်နာရီကိုငုံကြည့်နေသည်အန်ဒူးကဘာကစိုက်ပြောရမယ်မသိဘူး ီမှာကြော့ကျွန်တော်အခန်းထဲမှာကျွန်တော်တကယ်ချင်းနှစ်ယောက်အန်ဒူးဒီစကလုံးရှာမတွေ့ပဲဖြစ်နေသည်သူ့အမူအရကလည်းချိန်မကင်မီလက်မကင်မီဖြစ်နေပေါ့နားမလဲဘူးဗျာ၄မိနစ်နဲ့20စက္ကန့်ရှိပြီအချိန်စီးရင်ဆရာကိုတွားပြောရမှာပဲထိုစဉ်ကြောဤမျက်နာသည်ရုတ်တရက်ဝင်းထိန်သွားကထိုင်ရမှထလိုက်ပြီမင်္ဂလာပါဗျကျွန်တော်နာမည်ကြော့ပါဒီကနာမည်ရောဟုပြောသည် အန်ဒူးကနောက်သို့လှည့်ကြည့်သည်အခန်းထဲမှထွက်လာသောဆာရာကိုမြင်ရသည်သူမျက်နာကနီးရဲလျက်ကျမနာမည်ဆာရာပါဟာဘတ်ကိုရောက်လာလို့ကြိုးစားပါရရှင်ဆာရာကတတ်နိုင်တမျှကြိုးစား၍ပြုံးရင်းပြောသည်ဂျော့ကလက်ကိုကမ်းပေးလိုက်သည်သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ကြသည်ခန်းထဲမှာဒီအိုတိုထွက်လာကသူ့ကိုယ်သူမိတ်ဆက်သည်ကြော့မှာနှက်ရီကန်နဲ့ဆင်းလိုက်သည်နည်း လုံးဝပြောင်းလဲသွားလိမ့်ပြီကျွန်တော်တို့အားလုံးတဆောင်တဲ့နေရပါဟုတ်လားဝမ်းသာအားရမေးသည်음တဆောင်တဲ့နေရလို့တော့မဟုတ်ပါဘူးဒီဟိုတုံနဲ့ဆာရာတို့ကဟိုတင်းဟွာချင်းတူဖို့နေရမရှိဘူးမို့လားရပါတယ်ဗျာရပါတယ်ကျွန်တော်တို့ဟန်ကီဒီမှာလည်းနေရပြဿနာအများကြီးရှိတာပေါ့ဒီဟိုတို့ကတောင်းပန်နေလေတိုင်းကလေးဖြစ် sorry ပဲဗျာခင်ဗျားကကြိုတင်ဒီလေးပါလိမ့်မပေးပဲပြုံးကနေရောက်လာတော့ ခန်းထဲမှာရှုပ်ပွားနေရပဲချင်းချင်းတော့မရဘူးရပါတယ်ဗျာကျွန်တော်ပြစ်ပါယထားပယ်ချင်းစိုက်မယ်ဆိုတာတိကလေးကခင်ဗျားတို့ကြိုးပြီးအကြောင်းကြားတင်တာပေါ့ကျွန်တော်မေ့သွားတယ်အေးလေပတ်သက်နိုင်မလဲအချင်းတော်တော်နောက်ကျသွားပြီစားရကိုအဆောင်ပြန်ပို့ရအောင်မယ်ပြီးတော့ကျွန်တော်လည်းအလုပ်ဆင်းရအောင်မယ်ကျေးဇူးပဲအန်ဒူရေအားလုံးโอเคပဲဆာရာကအန်ဒူပါကိုနမ်းပြီးနှုတ်ဆက်ပြီးထွက်မြေ့ပြုတ်တွင်အန်ဒူကဆာရာရဲ့ အရင်တော့အတိုင်းပဲနော်အရင်တော့လိုပဲကိုခန်းကိုလာပြီးလာပြီးအဲလင်းနိုင်တယ်နော်ဆာရာကတမင်လေးပြန်လှည့်ကြည့်ရင်ကြည့်ကြသေးတာပေါ့ဒါပေမဲ့ရှင့်မှာအလုပ်တွေလည်းများတယ်မဟုတ်လား